2019ခုနှစ်ဇန်နဝါရီလလယ်ပိုင်းကစတင်ပြီးရန်ကုန်မြို့အတွင်းအများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် BRD လိုက်ကားတွေလိုအများပိုင်ကုမ္ပဏီ3-4ခုလောက်စတင်ပြည့်စက်ပေးသားမယ်လို့ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့ကသိရပါတယ်။ BRD လိုက်ကားတွေလိုအများပိုင်ကုမ္ပဏီတွေအဖြစ်စတင်ပြည့်စွဲဖို့ရမှာရန်ကုန်တမြုံလုံးတိုင်းတာမဟုတ်သေးပဲပြည့်စွဲလို့ရမယ့်အဓိကလမ်းမကြီးတွေကိုစတင်ပြည့်စွဲပေးသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့အတွင်ရေးမှူးဒေါက်တာမောင်ကပြောပါတယ်။ ဒီနေ့ကိုရင်စားလို့မနာတော့ဇန်နဝါရီလောက်လာနေတော့ပဲဖြစ်တယ်ပေါ့အဲ့လောက်မှာဟိုတကယ်ပြေးနေမဲ့ကုမ္ပဏီတလောင်းရှိတာလေလို့ကြည့်တဲ့ခါမှာဆရာတော်ကတော့ကိုကုမ္ပဏီသုံးလေးခုတော့တွေ့တယ်ပေါ့နော်ပြေးနေတဲ့လမ်းကိုစပြီးတော့ပေါ့နော်ဟိုဘာလဲပြပေါ့နော်ကောင်ထက်ပေါ်သားကိုရှိပါတယ်ဆမျိုးလုံးကဘုံနဲ့တတ်မှာပေါ့ဆရာပြောကြတာပေါ့နော်ဆရာတော်ကပြေးနေတဲ့လမ်းမျိုးကိုပြေးနေတဲ့ကုမ္ပဏီတွေနဲ့ဆရာတော်ကဟိုတဖြည်းဖြည်းစလို့ပေါ့နော်ဒါဆစ်ဆစ်ရှိတယ်ဒါကုံသွားရင်တော့စလို့ရတဲ့ကုမ္ပဏီနဲ့ပြီးလို့ရတဲ့လမ်းကြောင့်ဆက်ဆံမှာဖြစ်ပါတယ် PRD လိုက်လို့ပြေးဆွဲဖို့လျှောက်ထားတဲ့အများပိုင်ကုမ္ပဏီတွေအတွက်အစိုးရဘက်ကယင်းနှိမ့်ငွေငွေထည့်ဝင်မှုရှိနေပေမဲ့စတင်ပြေးဆွဲပေးမယ်အများပိုင်ကုမ္ပဏီတွေအနေနဲ့နောက်ဆုံးထည့်ဝင်နိုင်မဲ့အချိန်တိကျမသိရသေးတဲ့အတွက်အစိုးရအနေနဲ့ဘယ်လောက်ထည့်ဝင်ရမယ်ဆိုတာကိုမဆုံးဖြတ်ရသေးဘူးလို့သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးတည်ယူပို့ဆောင်ရေးကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့ထံအများပိုင်ကုမ္ပဏီဖွဲ့စည်းပြီး PRD လိုက်ကားတွေပြေးဆွဲဖို့လျှောက်ထားတဲ့ကုမ္ပဏီအချို့ကိုတတ်မှတ်ချက်နဲ့အညီစီစစ်ရွေးချယ်ပြီးပြေးဆွဲနိုင်အောင်ဆောင်ရွက်သွားမယ်လို့ဒေါက်တာမအောင်ကပြောပါတယ်။ ဒီနေ့ကိုရင်သူတို့ကထမကားသစ်ဘလောင်းရောက်မယ်လို့နောက်သူတို့ရဲ့ကုမ္ပဏီဖွဲ့တဲ့အချင်းတွေနောက်သူတို့ရဲ့ပေးတဲ့ကပီတလအထက်မှာရင်းနှီးဘလောင်းတာပြောတော့2005 2005ကအသင့်တယ်လည်းရှိတယ်။ကျွန်တော်ကတော့သူတို့ပြောတင်ပြတဲ့အတိုင်းပဲဆက်လက်ခံထားတယ်။ဒါပေမဲ့ဆရာတို့မြင်မြင်ပေါ့လက်တွေ့ဆွေးဆက်တယ်လို့ဆိုတာမရှိသေးဘူး။ဒီမှာအဆင့်ကတော့ဆရာတို့ပေါ့နော်။တခြားကြည့်မယ်ပေါ့နော်။ဟိုသူတို့ကားရမှာ condition ကောင်းတယ်အဲကောင်မှညာဆိုတော့ခွင့်ပြုတယ်ခွင့်ပြုမှာမဟုတ်လားဒါတွေကဆက်တော့မြန်မြန်လေးအလုပ်ဖြစ်နေတာကို account ပဲပို့နေတယ်ပေါ့နော် ရန်ကုန်မြို့တွင်အများပြည်သူတည်ယူပို့ဆောင်ရေးအတွက်အများပိုင်ကုမ္ပဏီတွေဖွဲ့စည်းပြည့်စွက်ဖို့ရန်ကုန်တိုင်းဒေသကြီးတည်ယူပို့ဆောင်ရေးကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့ထံရှောက်ထားကြတဲ့အများပိုင်ကုမ္ပဏီ22ခုရှိခဲ့ပြီးအဲ့ဒီရှောက်ထားမှုတွေကအင်အားသေးတဲ့ကုမ္ပဏီနဲ့အင်အားကြီးတဲ့ကုမ္ပဏီတွေကိုစုပေါင်းကလက်ရှိဆက်ကူထားရှိထားပါတယ်။နောက်ပိုင်းမှာအများပိုင်ကုမ္ပဏီ7ခုအထိသာစုပေါင်းထားရှိမယ်လို့သိရပါတယ်။ဒီသတင်းကိုဆာရွန်နျူဘီရိုကအေမီဆန်ကပေးပို့တာဖြစ်ပြီးကျမအီဖြိုးဝေကတိဆက်ထားတာပါ။